နော်မပြောတော့ဘူးနော်တရင်သမားလိုလိုဘာလိုလိုကောင်းနေရလဲနော်ကျွန်တော်ပဲရွေချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့တာကျွန်တော်ရေးနေတဲ့အကောင့်တွေကဒဇင်ဦးကိုကြောင်နေပုံပေါ်တယ်ပထမမြန်မာနေဆက်မှာရှိတဲ့ဒီတက်မလို့စကန်နေတိုက်ခတ်ခံနေရတဲ့ခြေတွေပါတော့စုံစည်းမြိုင်ကိုတက်မလို့စစ်ကြောင်းရောက်နေပြီဆိုတော့အကုန်လုံးတင်တယ်မနေ့ကလည်းတင်ရောဒီကနေ့မှလည်းကြာရောအဲ့ဒီစုံစည်းမြိုင်အနည်းမှာပဲဒီတက်မလို့စစ်ကြောင်းတွေကြားပြတ်တိုက်ခတ်ခံရတယ်လူကြီးအများစုကနော်လူကြီးတွေအများစုအာနာရှိတဲ့လူကြီးတွေအများစုကသူတို့မကောင်းကြောင်းပြောရင်တော့ခမချက်ချင်းလက်နေပြ တရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောရတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေတန်းမှာတမ်းမတော်သားတွေရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရပြောနဲ့ထိုင်းနေဖြစ်ဖို့ကများတယ်နော်ဒါတစ်ခါလေးပြောရင်တော့လူကြီးတွေကိုပြောပြရင်လူကြီးတွေကပြောပြရုပ်တော့တစ်ခါတည်းကျပြည်သူတွေရဲ့အတန်တွေကိုတင်ပြတာလူကြီးတွေတီအောင်ဖောက်တယ်ချပြရနော်အလူကြီးတွေလည်းနားမလေးတဲ့လူကြီးတွေလည်းရှိပါတယ်နားလေးရဲ့လူကြီးတွေကတော့လေးကြီးအောင်စောင်းနေရာ เนาะ၄ကြီးအောင်စောင်းနေရသူတို့အကြောင်းလေးမှပြောလိုက်လို့ရှင်နားအချက်ချင်းကြားတယ်เนาะသူတို့အကြောင်းနေပြောလိုက်လို့ရှင်သူတို့အတုံးမကြားတဲ့အကြောင်းနေမှပြောလိုက်လို့ရှင်เนาะဒါလူကြီးအကုန်လုံးမဆိုလိုအောင်เนาะတချို့လူကြီးတွေပေါ့ဗျာเนาะတချို့လူကြီးတချို့ဆိုတော့တဝက်လည်းဖြစ်ခြင်းဖြစ်မှာပေါ့เนาะเนาะမပြောတော့ဘူးเนาะတရင်သမားလိုလိုဘာလိုလိုခေါင်းလျာလဲเนาะကျွန်တော်ပဲရွေချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့တာဟောတယ်လီဂရမ်မှာကျွန်တော်တွေ့တယ်ကျွန်တော်သူများလာပို့တယ်ခင်ဗျားတို့ကျွန်တော်အာရုံလည်းမရဘူး နော်ရှင်လည်းမကုန်ဟိလည်းမတက်ဘူးဒီလုံးလုံးတယ်ဆိုတာအသက်သိမ်းမယ်ဆိုတာတီးပြီးတော့အားလုံးစွန့်ပြီးလုံနေတာကျွန်တော်တို့ပြောတယ်ကျွန်တော်မနေ့တနေ့ကမှကျွန်တော်ခွေးတို့ဘောက်ကရောက်လာတယ်လေဘာလို့ကျွန်တော်မနေ့တနေ့ကမှခွေးတို့ဘောက်ကရောက်လာတဲ့ကောင်ကိုခင်ဗျားတို့ဝိုင်းတိုက်ခိုက်တာလေနော်ဟုတ်ပြီလားအဲ့ဒီဟိုမှာ Telegram မှာအကောင့်၃ကောင်လောက်ရှိတယ်အဲ့ဒီအကောင့်၃ကောင်ကနော်ကျွန်တော်ရေးနေတဲ့အကောင့်တွေကဒဇင်ဦးကိုကြောင်နေပုံပေါ်တယ်နော်ကျွန်တော်တို့ဒဇင်ဦးတို့က ။တစင်ဦးမသေးသေးဘူး။တစင်ဦးအမေလည်းမသေးဘူး။သွားမေးကြည့်လိုက်။ဇော်ဘုံင်းဆိုတဲ့ကောင်ကမိမသားတယောက်ပေါ်မှာဘလို့ကြင်ညာပြုတ်မှုနေထိုင်လဲဆိုတာ။တစင်ဦးရောတစင်ဦးအမေရောသိတယ်။ကိုကျော်စိုးဦးလည်းသိတယ်။နော်။ကိုနှမလေးလို့ဖေးမပေးတာပဲရှိတယ်။ကုညီပေးတာပဲရှိတယ်။အဲ့ဒီ Telegram က၃កောင်နော်အဲ့၃ကောင်လုံးကအဲ့တဇင်ဦးတို့ကျွန်တော်တို့နာမကမှာသွားလိုက်တာကိုခြေဝင်တဲ့ပုံစံပေါ်တယ် ဒီကောင်တွေကသူတို့ဖုံချောင်မရတော့သူတို့စိတ်နဲ့နှိုင်းပြီးတော့မှအာကျွန်တော်အဖြစ်ဖြစ်ကျွန်တော်မကျေနပ်ပြီးတော့ထပ်ပြောပြန်အောင်နော်စန္ဒေးတာစန္ဒေးဆိုလဲကြည်လိုက်ပေါ့သူတို့ပြောနေတာကြားပြီလေသူတို့က PDF နဲ့ဆိုတယ်ကျွန်တော်ပေါ်မှာ PDF ကမှပုံမှန်တော်ထဲမှာကျွန်တော်လုံးလို့မရဘူးသူတို့က PDF တက်ကောင်မှကျွန်တော်ပို့တိုက်ခိုက်သေးတယ်နော် ်ပီဒီအက်ကောင်ကတော်တယ်မှမလို့သူ့လို့သူ့လို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 ့မရဘူးဒီတိုင်းပြီးချစ်ပါတယ်တက်မတော်ချစ်ပါတယ်ဆိုတဲ့ကောင်တွေကအဘဘောမတဲ့ကောင်တွေကောင်မတွေကကျွန်တော်အသေးတိုက်ခိုက်တာနော်နော်အဲကောင်တွေအဲ့ဒါဒဇင်ဦးနဲ့ကျွန်တော်နဲ့အဲနာမကသွားလိုက်တာကိုသူတို့မှခြေဝင်နေတာခြေဝင်နေဖုံးချောင်းနေတနာယူနေနော်တက်မတော်ကဒူးအန်စင်အမျိုးသမီးတယောက်ကိုလည်းမအဲ့ဒါပြောတော့ကျွန်တော်ကမကောင်းဖြစ်ဘူးမကောင်းဖြစ်ပြန်အောင်အချိုးချောင်းတိုက်ဆိုင်လာလို့ပြောရတာလေ ချစ်တယ်လို့ပါလို့သွားပြောတာနော်အဲ့ပေါ်မှာလေးဆိုခုတစ်တော်တော်မှမရှိတော့ဘူးကျွန်တော်နဲ့နော်ကျွန်တော်စမ်းကြည့်တာပေါ့တို့အဲ့တော့ခုဒဇင်ဦးနဲ့ကျွန်တော်နဲ့သွားတော့ဂျေးဝင်ပြန်ပြီးတော့အဲ့မှာခင်ဗျားတို့ပြောတဲ့ဘာလဲဆိုတော့အောင်မင်းလာထားပေါက်လာပြန်အောင်ကျွန်တော်အရင်တော့ဒဇင်ဦးကသူ့ရုံးမှာလှုပ်လှုပ်တာအဲရုံးစင်းပြီဆိုရင်ဒီကောင်ကဟောဗာလဲ OD ရှိတယ်ပေါ့ အဲသတင်းကြတဲ့အတိုင်းမှာ OD ရှိတယ်ဘာညာဆိုပြီးတော့ကြံတဲ့လူတွေပြန်ခိုင်းပြီးတော့အဲကလေးမလေးကိုပဲထားတာပြီးရင်သူကအရက်ထိုင်တော့တာအရက်ထိုင်တော့ပြီးကြာကူလီမျိုးလုံးနဲ့ကြည်တာကြည်တော့ကြာတော့ကောင်မလေးကကြောက်လာအောင်ကြောက်လာတော့သူနဲ့လှုပ်တွဲမလို့တော့ခြေတွေဝင်ပြီးတော့ထက်ဖွားပြန်အောင်ထက်ဖွားပြန်အောင်အဲ့လိုအဲ့လိုအဲ့လိုအကျင့်နေနော်အဲ့လိုလူမျိုးတွေကမြန်မာပြည်ရဲ့သတင်းဌာနတို့ဘာလို့လှုပ်တော့ဒါကျွန်တော်တကယ်အမှန်တမ်းပြောတော့မက်ကိုင်းမျိုးဝင်လို့အမျိုးသမီးကို ထမင်းလျှော်ပေးရရင်လည်းပေးမှာကျွန်တော်ဒါစကားအစွမ်းကုန်ပြောလိုက်တာနော်ကျွန်တော်တို့ကတော့ဘသူတွေဘာတွေပြောပြောမက်ခိုင်ဝင်းတွေမက်ခိုင်နင်းဝေကိုလေးစားတယ်နော်တိုင်းပြည်မှာဒီလိုပဲနော်လုံနိုင်တဲ့လူတွေဆိုအမျိုးမျိုးအသေးလိုက်ဖြတ်တယ်တခုနဲ့မရတခုနဲ့လိုက်ဖြတ်တယ်လိုက်လို့တယ်အကူပေါ့နော်အကောက်ကြံတာပေါ့နော်အကောက်ကြံတာနော်အကောက်ကြံကြတာအခုမက်ခိုင်နင်းဝေလိုပရာဟိတတွေမက်ခိုင်ဝင်းနင်းဝေလိုလည်းကလေးတွေနဲ့လည်းမလုံနိုင်ဘူး မဖြစ်နိုင်ဘူးမကင်နေဝဲလို့ငလင်မာလည်းမလူနိုင်ဘူးအလူတွေကလိုက်တိုက်ခိုက်တာဗျာကျွန်တော်ကတော့ရှင်းရှင်းလေးပဲမကင်နေဝဲဓမိန်ရှော်ခွင့်ရရင်တော့ရှော်ပေးလိုက်မယ်တဲ့ပြောတာဘာဖြစ်လို့လဲမကင်နေဝဲဓမိန်ကိုရှော်ပေးရခြင်းအကြောင်းရတရားကတိုင်းပြည်မှာဒီလိုအမျိုးသမီးတွေနော်တိုင်းပြည်အတွက်ဥဒ္ဒေချက်တဲတပွင့်အနေနဲ့သူတို့စွမ်းဆောင်နိုင်တဲ့အလုပ်တွေကိုလုပ်နေတာဖြစ်တဲ့အတွက်ဂုံယူဝမ်းမြောက်စွာနဲ့ထမင်ရရင်ထမင်အောင်ချော်ပေးလိုက်မှာရှင်းလား เนาะခြံနာရီဘာမှပြောမလို့နေကျွန်တော်ကတော့ဘလို့ပဲတိုက်ခိုက်တိုက်ခဲ့ပါเนาะခင်ဗျားတို့ကျွန်တော်ကဘာမှမဖြစ်တော့ဘူးဘာလို့လဲဆိုတော့ခင်ဗျားတို့မလုံနိုင်တဲ့အလုပ်တွေကျွန်တော်လုပ်နေတဲ့အတွက်ခင်ဗျားတို့အဲ့လို Telegram တွေမှာဟောပေါ့เนาะအဲ့လိုရှောက်ရေးတာရှောက်ပြောတာတွေเนาะအဲ့လိုမဟုတ်ကဟုတ်ကတွေခင်ဗျားတို့ကျွန်တော်ပုံတင်မှာ లై ဒီပါရရထင်တယ်เนาะကျွန်တော်အကြောင်းတွေပြောမှဟိုအသေးတွေပါကျွန်တော်ဝင်ကြည့်တယ်ကျွန်တော်ဝင်ကြည့်လိုက်တယ်ကျွန်တော်အကြောင်းပြောလိုက်ပြီဆိုတာ ਨੇ သူကအဲဟိုကတော့ အဲလူကြည့်များတာပေါ့နော်ဟိုလူကြည့်များလာတယ်လူစိတ်ဝင်စားမှုများလာတယ်ကြပါလေခင်ဗျားတို့စိတ်ချမ်းသာရင်ပြီးရောနော်ခင်ဗျားတို့ပြောချင်ရပြောခင်ဗျားတို့ကျွန်တော်ဘယ်တော့မှပြန်မပြောဘာလို့လဲဆိုတော့ခင်ဗျားတို့ကကျွန်တော်မဟုတ်မခံတဲ့ကောင်ဆိုပြန်ပြောလိုက်တော့ကျွန်တော်တရားစွဲတယ်အဲအဲ့လိုမျိုးအဲ့တော့ခင်ဗျားတို့မပြောတော့ဘူးခင်ဗျားတို့အဖက်လည်းမလုပ်တော့ဘူးအရေးလည်းမယူတော့ဘူးနော်ခင်ဗျားတို့ကခင်ဗျားတို့လုပ်ချင်ရလုပ်ပြောချင်ရပြောခင်ဗျားတို့မဖမ်းခဲ့ရရင်လည်းဖမ်းခဲ့ရအောင်တော့ပြောပြောရေးနော် နေဆက်စကန်တွေဆိုတဲ့အနေအထားကကျွန်တော်တို့ဒီမြေပြင်ထောက်ဖို့လမ်းကြောင်းခက်ခဲတယ်။ပြီးရင်ကျွန်တော်တို့ဒီလက်နက်ကြီးပြဖို့တော့ကအကန့်အသတ်ရှိတယ်။ပြီးရင်ကျွန်တော်လေချောင်းကနေပြီးတော့ဒီဘုံကျဲဖို့ကလည်းအကန့်အသတ်ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီစကန်တွေကဒီထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့အခါကျတော့ဒီလက်နက်ကြီးနဲ့ပြစ်ခဲရင်လည်းပဲဒီကြီးရဒီထိုင်းအေရီယာတွေကိုတွားပြီးကြမယ်ဆိုရင်ကျွန်တော်တို့ဒါနှစ်နိုင်ငံရဲ့ဒါချစ်ကြည်မှုကနည်းနည်းလေးပြဿနာရှိလာနိုင်တယ်။ပြီးရင်ကျွန်တော်တို့လေးနဲ့ဘုံကျဲတဲ့အခါကြရင်လည်းပဲဒီကျွန်တော်တို့ဒီထိုင်းအေရီယာဘက်ကိုနယ်စပ်စီးကိုကြော်ကြပါလေ။ဒါကတော့ကျွန်တော်စိုးရင်ရတယ်ပေါ့ အဲ့တော့တတိယပြည့်ကျွန်တော်ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတက်မလော့စကန်နေတဲ့ပတ်သက်ရင်တက်မလော့ကလေချောင်းပစ်ကိုလက်နက်ကြီးပစ်ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့အကန့်အသတ်ရှိပါတယ်။ဒီအကန့်အသတ်ရှိမှုကိုဒီလက်နက်ကိုင်အဖွဲ့တွေကသူတို့ရဲ့ဒီအခွင့်အရေးဖြစ်အသုံးချပြီးတော့အဒရုန်းတွေနဲ့ဒီစကန်ကိုတိုက်တယ်။စကန်ကိုတိုက်ပြီးတော့ကျွန်တော်တို့ဒီဒရုန်းနဲ့ဒီမွားစီးထားအောင်သူတို့ဒရုန်းနဲ့ဘုံကျဲပြီးတဲ့အခါကျရင်သူတို့ရဲ့ဒီဒီဒီမြေပြင်စစ်ကြောင်းတွေနဲ့ဝင်တိုက်တယ်ပေါ့။အဲ့မှာကျွန်တော်တို့ဒီတက်မလော့က ဒီစကားမရတမောသားတွေဟန်ချက်ပြတ်သွားတဲ့ခါမှာဒဏ်ရာရသွားတဲ့ခါမှာသူတို့ကဒီအင်အားလုံးနဲ့ဗတ်ပေါင်းစုံတိုက်တယ်ပေါ့ဒီလိုဗတ်ပေါင်းစုံမတိုက်ခင်သူတို့ကဒီဒီကျွန်တော်တို့ဒီရိတ်ခါပို့နိုင်တဲ့လမ်းကြောင်းတွေပြီးကျွန်တော်ထောက်ပို့ပို့နိုင်တဲ့လမ်းကြောင်းတွေသူတို့ဖြတ်တယ်ဖြတ်ပြီးတော့သူတို့ဒီတိုက်တယ်ပေါ့အဲ့တော့တိုက်တယ်ပေါ့အဲ့တော့ KNU ကလည်းဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်တွေကိုသူတို့တိုက်မယ်ဟောပေါ့အပီးတိမ့်ပိုက်နိုင်မယ်တိမ့်ပိုက်ရေးစီမံချက်လုပ်တယ်လို့သူတို့ဘက်ကကြွေးကြော်တာတွေ့ရတယ် KNU ကတိုက်တဲ့အခါမှာသူတို့ရဲ့ဒီ KNU စစ်သွေးကြွားနေအတူသူတို့ရဲ့မဟာမိတ်အဖွဲ့တွေပေါင်းပြီးတိုက်တယ်တိုက်တယ် အဲသူတွေရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့စကန်းနေဆုပ်လွှဲရတယ်ရှိတယ်ကြာဆုံးခဲ့တာရှိတယ်ဒါကကျွန်တော်တို့ပကတိရှိတာပါဒါကြောင့်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီတမ်ဘောစကန်းနေနဲ့ပတ်တိုင်းတော့ကျွန်တော်တို့တော်တော်ကြီးကိုဒါကျွန်တော်တို့သတိကြီးကြီးစောင့်ကြည့်ရမယ်ဒါဖြစ်သွားပြီ KNU ကတော့ကျွန်တော်တို့အဲ့ဘက်မှာအင်အားစုပြုံပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာတယ်အဓိကတော့လက်ရှိသူတို့တိုက်နေတာကတေဘောဘုစကန်အဲ့တော့တေဘောဘုစကန်ကိုတိုက်နေတယ်တိုက်တဲ့ခါမှာဒီတမ်ဘောရဲ့စစ်ကြောင်းတွေကကျွန်တော်တို့စစ်ကူသွားပေးတယ်အဲ့ဒီရုပ်သားဖိုင်ကမနေ့ကနေမီဒီယာတွေမှာတက်နေတာ မီဒီယာတက်မှာတက်မလို့စစ်ကြောင်းဘယ်နားရောက်သွားပြီဘဲယုံဘဲနေရာဝင်သွားပြီဆိုပြီးတော့တက်နေတာအော်မနီယာတက်တဲ့ခါမှာကျွန်တော် DGP ဌာနချုပ်ရှိရဲ့စုံစည်းမြိုင်ဒါစုံစည်းမြိုင်ကိုတက်မလို့စစ်ကြောင်းရောက်နေပြီဆိုပြီးတော့အကုန်လုံးတင်တယ်မနီယာတင်တယ်မနီယာလည်းတင်ရောဒီကိတိမနဲ့လည်းကြာရောအဲ့ဒီစုံစည်းမြိုင်အနီးမှာပဲဒီတက်မလို့စစ်ကြောင်းတွေကြားပြတ်တိုက်ခတ်ခံရရတယ်အဲ့တော့တက်မလို့ဒီတက်ဖို့ဝင်တချို့ကြားတာရှိတယ်တက်ဖို့ဝင်အချို့အဖမ်းခံရတာရှိတယ်ဒီ DGP ရဲ့ဌာနချုပ်အနီးမှာတက်မလို့စစ်ကြောင်းဖြတ်သွားတယ် ဖြတ်တော့တော့ကျွန်တော် DKB ကောဒီ KNL ပူပေါင်းပြီးတက်မလို့ဆက်ချောင်းတွေတိုက်ခဲ့သလား DKB ရဲ့ area တွေမှာတော့ DKB ကဒီတက်မလို့ရဲ့ဒီဆက်ချောင်းကိုသူတို့ဒီလုံချုံရေးအာမခံချက်မပေးဘူးသူတို့ကိုယ်တိုင်တရင်သူတို့ကိုယ်တိုင်ပေါင်းပြီးတော့တိုက်သလားဒါတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်